ဟုတ်ဟုတ်ကျွန်တော်ဒီကားကိုစပြီးတော့လက်ခံရိုက်ကူးဖြစ်တဲ့အဲကိုမြင့်မြတ်မမိုးကိုအဲပြီးတော့ကျွန်တော်ဇလန်းကိုဖတ်ကြည့်ရခါမှလည်းကျွန်တော်အရင်ကြိုက်တယ်ပြီးတော့ဒရိုက်တာဦးစောပေါ့နော်ဆိုတော့သူတို့နဲ့ကျွန်တော်စုံကျင်လို့ဒီကားလေးကိုလက်ခံပေးရိုက်ကူးဖြစ်တယ်ပြီးတော့ကျွန်တော်နဲ့အဓိကလျှောက်ဆောင်နေမမိုးပေါ့နော်မမိုးကလည်းအဲကျွန်တော်အရင်ကြိုက်ရတဲ့မင်းသမီးတက်လက်ဆိုတော့ enemy g ပေါ့နော်ဝါရင်မင်းသမီးဆိုတော့ အာကျွန်တော်အရင်လက်စိတ်လို့ရှာတယ်ဒါကြောင့်မလို့ဒီကားကိုကျွန်တော်လက်ခံပြီးရိုက်ကူးတယ်ရိုက်ကူးတဲ့ချိန်မှာလည်းအမကိုနဲ့အကိုတို့နဲ့ရောအကောင်းဆုံးအပိတ်မမြနဲ့ကျွန်တော်တို့အလုံးလုံးခွင့်ရခဲ့တယ်အဲသူတို့ရဲ့ကြိုးစုံမှုတွေရခဲ့တယ်အချီးကျူးမှုတွေလည်းရခဲ့တယ်အဲ့တော့လည်းအများကြီးကျင်နေပါတယ်ပထမပိုင်းအောင်လည်းဟိုကြောက်တာပေါ့နော်အဲမမိုးကနေတဲ့တိုင်အောင်ကဟိုအနေအေးရဲ့စကားအတိတ်မပြောဒါပေမဲ့ပြောလိုက်တဲ့စကားလေးဆိုရင်ထထပြောလိုက်တဲ့စကားလေးကဟိုဟာတာလေးပြောရရှိရတယ်ပေါ့နော်အဲ့ဒါကြောင့်မလို့လည်းကျွန်တော်တို့က ဟိုခုနပြောရဲရှိန်နိုင်ကြောက်တိုင်မရှိပဲနဲ့ဟိုဟိုဇလန်းကိုလည်းအကောင်းဆုံးပုံဖော်နိုင်တယ်အပြင်မှာလည်းဟိုရှင်သိမှုလည်းရခဲ့ပါတယ်လိုပဲပြောရမှာပေါ့เนาะအဲမမြင်ဘူးတဲ့ character တခုပဲပြီးတော့ပရိသတ်တွေကျွန်တော်နောက်ထပ်တစ်မျိုးနဲ့မြင်ရမယ်အရှိမအရှိအကားလေးလိုမျိုးဟို စစ်တာတူရင်တော့စစ်တာချင်းမတူတဲ့ character မျိုးပေါ့ဟုတ်ပါပါတယ်ကျွန်တော်ဇလန်ဇလန်ချိုးကွေလေးပါတဲ့ခါကျတော့လေကျွန်တော်တမ်ပိုလေးတွေလည်းပါပါတယ်အဲကျော်စွာကနေပြောင်းလဲသွားတဲ့ကျော်စွာအထိမြင်ရအောင်ပါပေါ့ဒါပေမဲ့နောက်တစ်မျိုးပါဟုတ်ဟုတ်ကျွန်တော်ဒီကားကိုစပြီးတော့လက်ခံရိုက်ကူးဖြစ်တဲ့အဲကိုမြင့်မြတ်မမိုးကိုအဲပြီးတော့ကျွန်တော်ဇလန်ကိုဖတ်ကြည့်ရခါမှလည်း ကျွန်တော် အရင်ကြိုက်တယ်ပြီးတော့ driver ဦးစော်ပေါ့နော်ဆိုတော့သူတို့နဲ့ကျွန်တော်ဆုံကျင်လို့ဒီကားလေးကိုလက်ခံပေးရကူးဖြစ်တယ်ပြီးတော့ကျွန်တော်နဲ့အဓိကလျှောက်ဆောင်ရတယ်မမိုးပေါ့နော်မမိုးကလည်းအဲကျွန်တော်အရင်ကြိုက်ရတဲ့မင်းသမီးတစ်လက်ဆိုတော့မင်းသမီးကြီးပေါ့နော်ဝါရင်မင်းသမီးဆိုတော့အာကျွန်တော်အရင်လည်းစိတ်လို့ရှာတယ်ဒါကြောင့်မလို့ဒီကားကိုကျွန်တော်လက်ခံပြီးရိုက်ကူးတယ်ရိုက်ကူးတဲ့အချိန်မှာလည်းအမတို့နဲ့အကိုတို့နဲ့ရောအကောင်းဆုံးအပိတ်မမြနဲ့ကျွန်တော်တို့အလုံးလုံးခွင့်ရခဲ့တယ်အဲသူတို့ရဲ့ကြိုးစုံမှုတွေရခဲ့တယ် အချီးကျူးမှုတွေလည်းရခဲ့တယ်အဲ့တော့လည်းအများကြီးကျင်နေပါတယ်ဟောကျွန်တော်ရဲ့ပုံစံအားလေကျွန်တော်ကပြုတ်ဆောင်ရကျွန်တော်ကအရင်မရှိန်တက်တက်တည်းမှာပါတယ်ဟိုအပြင်မှာစကားပြောရင်တော့ကျွန်တော်ရှိန်တယ်ဒါပေမဲ့ပြုတ်ဆောင်ပြီဆိုရင်ကျွန်တော်ကဟိုရှိန်နိုင်ပါရဲ့မရှိတော့ဘူးပေါ့နော်ဆိုတော့ကျွန်တော်ကျွန်တော်ရဲ့လုပ်တဲ့ကျွန်တော်ပေးတဲ့ character ပေါ်မှာကျွန်တော်တာဝန်ကြည့်အောင်ထမ်းဆောင်ပါတယ်ပထမပိုင်းအောင်နည်းနည်းဟိုကြောက်တာပေါ့နော်အဲမမိုးကနေတဲ့တိုင်ဟိုက ဟိုအနေအေးရဲ့စကားအတိတ်မပြောဒါပေမဲ့ပြောလိုက်တဲ့စကားရဲ့ဆိုရင်ထထပြောလိုက်တဲ့စကားလေးကဟိုဟာတာလေးပြောရရည်ရတယ်ပေါ့နော်အဲ့ဒါကြောင့်ဘလို့လဲကျွန်တော်တို့ကဟိုခုနပြောရရှိန်တားရဲ့ကြောက်တာရဲ့မရှိဘဲနဲ့အဲ့လိုဟိုဇလန်းကိုလည်းအကောင်းဆုံးပုံဖော်နိုင်တယ်အပြင်မှာလည်းဟိုရှင်သိမှုလည်းရခဲ့ပါတယ်အာဟိုအဲ့လိုမျိုးကမထင်မိပါဘူးကျွန်တော်အဓိကတော့ဒီဒီတကယ်စီနီယာကြီးတွေတကယ်ဒီမင်းသမီးကြီးမင်းသားကြီးတွေမှာသူပါဝါရှိတယ်အဲ့ပါဝါကတော့ရမ်မှာရှိပါတယ် အာသူတို့ကျွန်တော်ခြေရလို့လည်းမထင်ဘူးဟိုဘလို့မှမခံစားရပါဘူးအဲ့တော့လေဟုတ်ဟုတ်ပါတော့ဗောဟိုအရန်လာတယ်မင်းသမီးလေဟိုအရင်ငယ်ရဲ့အရန်ချိန်ခဲ့မင်းသမီးမင်းသမီးဆိုတော့အာကျွန်တော်မမိုးကားရလည်းအများကြီးကြည့်ခဲ့ရဟိုဗီဒီယိုခက်ကြတယ်အခုဒီနေ့ဒီချိန်ဒီဟိုကြည့်နေရတော့မယ်လေဆိုတော့ဒီလိုမျိုးမင်းသမီးတက်လက်နဲ့ကျွန်တော်ကဒီလို CV ကိုဟိုတူတူကျောက်ဆောင်ခွင့်ရတဲ့အတွက်အဲပြောပါတယ်အမရဲ့ကားရောလည်းကျွန်တော်တိုက်ပါတယ် အကိုမိမိနဲ့ကျွန်တော်ဆုံတွေ့ရတဲ့ fight နေရဆိုတော့ဟိုသူအကိုနဲ့ဆုံတွေ့မှုကတော့တခမ်းမှအဲ့လိုအဲ့လိုဟိုပြောကြမရှိဘူးဗောနော်အကိုနဲ့တွေ့လိုက်တိုင်းကျွန်တော်နဲ့ကိုနဲ့ဇလန်းစာတွေ fight နေရဗောဟိုမှာကားပါကင်ကားပါကင်ထိုးရတာနေအခုနောက်ဆုံးဇက်သိန်းသွားမဲ့အထိကိုနောက်လျှောက် fight fight ရမယ်ပုံစံဗောစင်ရဗောအင်းစင်ရအပေါ်မှာကိုကခုနကပြောသလိုလေဟိုဟို တကယ်ထိတ်တိုက်ရှင်ပြီးတော့ကျွန်တော်ပြုဆောင်ရတဲ့အခါမှာကျွန်တော်တို့ကအများကြီးလူပါသေးတယ်အကိုကကျတော့ဘယ်ဆင်းမှာဘလိုမျိုးနေရမယ်ဆိုတာအစဟိုအရင်ပညာရေးပြည့်နေတဲ့လူတယောက်ဆိုတော့အကျွန်တော်တို့ကအများကြီးကိုပြင်ဆင်ပြီးတော့ညအရဲကနေပြင်ဆင်နေအဲ့မတိုင်ခင်မရိုက်ဖြစ်ခင်ဒီ၃လရဲ့အလိုတွေကနေဒီဇက်ကိုဒီနေရာလေးမှာပါလို့မယ်အဲ့လိုမျိုးဟိုကဖြစ်ခဲ့တာပေါ့နော်တကယ် on scene ရောက်တဲ့အခါမှာလည်း အကိုကနေပြီးတော့ညီလေးဒါလေးကိုလုပ်လေးလုပ်လိုက်ပါလားလို့ပြောပြတဲ့အခန်းလေးလည်းရှိပါတယ်ဟိုအဲ့ဒါလေးတွေကကျွန်တော်တို့အများကြီးဟိုဘယ်လိုပြောရမလဲတင်ယူခွင့်ရရလို့ကျွန်တော်မြင်ပါတယ်ဆိုတော့ဟိုအကိုနဲ့ကျွန်တော်နဲ့ဒီစေယုံဆင်းနေမှာဆိုရင်လည်းဒါအပြိုင်ဟိုလိုလောက်ရခန်းနေရှိရအခုမျက်လုံးတွေပါလို့ဆိုရမ်းမိုက်တော့ဗောနော်အခုမျက်လုံးကိုကြည့်ပြီးအိုက်တင်ကတချို့ဟာရယ်ဆိုရင်ယူအဲဘယ်လိုပြောရမလဲကျွန်တော်ကအိုက်တင်ကိုလိုက်ပြီးတော့ ဟိုအကုတ်မျက်လုံးကနေလိုက်လို့လို့ရတယ်အဲ့တော့ခါကြည့်အကိုကြီးလိုက်တဲ့ဟာကိုမခံနိုင်မနဲ့ကျွန်တော်လုံးလို့မရတဲ့မရတော့တဲ့အထိခံနေလည်းရှိဆိုတော့ဒါတွေကအတွေ့အကြုံတွေပါပဲဆိုတော့ကျွန်တော်တို့ကဒါကခုနကကျွန်တော်ပြောတဲ့ဒီပြုတ်ဆောင်ကြီးတွေမှာရှိရပါပါပေါ့ဟုတ်